မြင်္ဂလာပါမနေ့ပြန်ခொနီယာသားရမီမြတ်သူအတေးအတာဆောင်းရရှောင်းရများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားရမီမြတ်သူယနေ့မှာတော့အလုံနေရအိနေရသူကောင်းတော်အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်သားရမီအောက်လက်ငယ်သားများသူပူပင်တော့ကရောက်ရတတ်ပါတယ်ငွေပြောက်တာတွေခိုးခါနာမျိုးတွေဖြစ်တတ်ပါတယ်အထူးသတိထားပေးပါလက်မှာထိခိုက်တန်ရရတတ်ပါတယ်အခြေအနေမှာတော့ဝေးလေကောင်းလဲမျိုးဖြစ်ပါတယ် နှစ်ရှစ်ပါတဲ့ကနန်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့မရမ်းရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ရောမိမိရံဖျားမှာကြာစံကြောကတ်လူပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့ရေထားတဲ့လုပ်ငန်းများကိုရဲရတာလုပ်ပေးပါ။မုတ်ချအောင်မြင်မဲ့နေ့တွေဖြစ်ပါတယ်။ချစ်တူစရာနေပြီးတော့လက်ဆောင်ရတတ်ပါတယ်။ကံအခွင့်လန်းအလွန်ကောင်းတဲ့နေ့တွေဖြစ်ပါတယ်။လေးထုံးလျောင်ဖြစ်တတ်ပါတယ်။လေးကိုပါတဲ့ကနိုင်များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ချက်တွေးရောင်ဖြစ်ပါတယ်။ ရေရအနေနဲ့ကတော့မိမိရံဖျားမှာဖြော်ရီကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများတော့ယနေ့မှာတော့အဖက်ဘက်ကနေပြီးတော့ကံအခွင့်အလမ်းကောင်းတဲ့နေ့လေးဖြစ်ပါတယ်အာယုံကြောမျက်စိနဲ့ပတ်သက်ပြီးတော့ဝေဒနာခံစားရတတ်ပါတယ်အချိန်အိမ်မှာတော့စိတ်ကြည်နူးစရာများနဲ့ကြုံတွေ့ရတတ်ပြီးတော့အိမ်တော်ကြီးမှာတော့အဆင်မပြေမှုများတွေ့ရတတ်ပါတယ်ခေါင်းမူကောင်းကိုက်ဖြစ်တတ်ပါတယ်တော့ရှိပါတယ်ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်ဖြစ်ပါတယ် ရေဒီယာနေနေကတော့မိမိရံပြန်မှာကောင်းချင်းမောင်းကတ်လို့ပူဇော်ပေးပါဘုရုံသားတို့မိမိများတို့ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုရင်းခေါ်အပ်တတ်ပါတယ်စာချုပ်ဆက်တူ share ကိစ္စများတို့ဆင်ញေအပ်တတ်ပါတယ်ဝမ်းသာစရာတင်ကောင်းများကြားအပ်တတ်ပါတယ်ခြေတော်အောက်ပိုင်းမှာ ထိခိုက်မိတတ်ပါတယ်အခြေအင်းမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်နှစ်ခွန်ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းနေအောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ် ရေတရာအနေနဲ့ကတော့မိမိရဖျားမှာမွင်းကားကတ်လို့ပူဇော်ပေးပါကျာရာပရိသတ်မိမိတို့ယနေ့မှာတော့လူမျိုးကြပါတာကြများရဲ့အကူအညီများရရှိပါလိမ့်မယ်ရွှေလက်ဝတ်ရတနာများနဲ့ပတ်သက်ပြီးတော့စိတ်တော်ကများသက်ပါတယ်သူတစ်ပါးရဲ့ကြောက်သွင်းခြင်းအထင်လွဲဆွဆွဲခြင်းမျိုးများကြုံတွေ့ရသက်ပါတယ်ခြေထောက်မှာထိခိုက်ဒဏ်ရာရသက်ပါတယ်ချစ်သူစရာနေပြီးတော့တည်င်းကောင်းများကြားရသက်ပါတယ် သစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြစ်ရောင်းတဲ့ငွေရောင်ဖြစ်ပါတယ်။ရေရရာနေနေရတော့မိမိရဖျက်မှာလက်ဖက်တော့ကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့ရှေတောအခက်နောက်ဆုံးအခက်ဆုံးဖြတ်ခတ်တာမျိုးတွေကြုံတွေ့ရတတ်တဲ့နေမျိုးတွေဖြစ်ပါတယ်။အယောင်းဝယ်ကောင်းပါမယ်။လက်ရွှင်ပါလိမ့်မယ်။ငွေကြေးကံတော့အလွန်ကောင်းပါတယ်။သွားကြိုက်သွားနာတာမျိုးတွေဖြစ်တတ်ပါတယ်။တဲ့တုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်ဖြစ်ပါတယ်။ ရေရာအနေနဲ့ကတော့မိမိရဖေမှာဆံမူစာ၃ခုကတ်လို့ပူဇော်ပေးပါစနေသားမိမိတို့ကယနေ့မှာတော့အလုံး၂မျိုးနေရာ၂မျိုးဝင်းဝင်း၂မျိုးဘာမဆိုနှစ်ချိန်တစ်ခါရတတ်ပါတယ်အပြိုင်ဆိုင်တွေကြားတွေတွေကနေပြီးတော့အခွင့်အရေးကောင်းတွေရရှိတတ်ပါတယ်စီးမျက်စိအစာရင်းနဲ့ပတ်သက်ပြီးတော့အထူးသတိပြုပေးပါအခြေအနေမှာတော့ဝေးလေကောင်းလို့မျိုးဖြစ်ပါတယ် လေးခွန်ပါတဲ့ကလည်းများချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ခင်ရမ်းရောင်ဖြစ်ပါတယ်။ရေတရာနေနေရတော့မိမိရဖျားမှာဘစ်ကစ်ကလည်းပူဇော်ပေးပါ။အားလုံးကျမ်းမာချမ်းသာကြပါစေ။